ယနေ့မြန်မာနိုင်ငံရဲ့ပညာရေးနဲ့2050မှာမြန်မာနိုင်ငံရဲ့ပညာရေးဘယ်လိုတွေဖြစ်လာမလဲ။တင်ကိုယ်တိုင်စာသင်ခန်းတစ်ခန်းထဲမှာရောက်နေတဲ့လုပ်ဆက်ကူးကြည့်လိုက်ပါ။ဒါကပုံမှန်တန်းစီထိုင်နေရတဲ့စာသင်ခန်းမဟုတ်ပါဘူး။ကျောင်းသားတွေကစာအုပ်တွေကအချက်အလက်တွေကိုမှတ်မှတ်တော့ပဲလက်တွေ့ပြဿနာတွေကိုဖြေရှင်းတက်လာပြီ။ဆရာတွေကလည်းတင်ကြားသူသက်သက်မဟုတ်တော့ပဲကျောင်းသားတွေရဲ့လမ်းပြသူမိတ်ဆွေထောက်ခံသူတွေဖြစ်လာပါပြီ။ဒါဟာတမန်ဆက်ကူးမဟုတ်ပါဘူး။2050ခုနှစ်မှာမြန်မာပညာရေးရဲ့ဖြစ်နိုင်ခြေမြင်ကွင်းတစ်ခုပါ။ ဒါပေမဲ့အဲ့ဒီအနာဂတ်ကိုတကယ်ပဲရောက်နိုင်မှာလားယနေ့ကျမတို့ကပဲနေရာမှာရောက်နေပြီလေနောင်လာမယ့်ပညာရေးခရီးကရောဘလို့ဖြစ်နိုင်လဲဆိုတာကိုကျမတို့အတူတူတွေးခေါ်ကြည့်ကြရအောင်ပါဗီဒီယိုလေးကိုမစတင်ခင်မှာဒီလိုဘဝတုဒ္ဒတွေသိရှိနိုင်ဖို့ channel လေးကို like and subscribe လေးလည်းပြုလုပ်ပေးကြပါအောင်ရှင်ယနေ့မြမပညာရေးအရှင်တွေကတော့ကျောင်းတော်တော်များများမှာတန်းစီထိုင်နေရတဲ့ကျောင်းသားတွေများပြားလာတဲ့အင်ဂျာရီနားလည်မှုထက်မှတ်မိနိုင်မှုကိုစမ်းသပ်တဲ့စာမေးပွဲစနစ်တွေကိုပဲတွေ့ရမှာပါ စာသင်စနစ်ကတိကျဆန္ဒဖြစ်နေတာကြောင့်ကျောင်းသားတွေကမိဘနဲ့မမေးကြဘူးစိတ်ဝင်စားမှုလည်းမရှိကြပါဘူး။နီးပညာစွမ်းဆောင်ရည်နည်းပါးတဲ့အပြင်သင်ကြားဖို့ထပ်ကူပြည့်စုံကြဖို့ခက်ခဲတာပဲ။အချို့ကျေးလက်ဒေသတွေမှာကျောင်းဆရာအင်အားနည်းပါးနေတာပဲ။တချို့နေရာတွေမှာတော့စာသင်ကျောင်းကိုရောက်ဖို့အတွက်တစ်နေ့ကိုကီလိုမီတာများစွာလမ်းလျှောက်နေရတဲ့ကလေးတွေလည်းရှိပါတယ်။တချို့ကတော့ငွေကြေးရေးအခြေအနေနဲ့မိဘတွေရဲ့အားနည်းမှုကြောင့်ပညာရေးကိုအားမပေးနိုင်ပဲအလောက်ထွက်လုပ်နေကြရတဲ့ကလေးတွေလည်းအများကြီးပါ။ မြမပညာရေးကလူတိုင်းအတွက်မမြကြတဲ့အရာတစ်ခုဖြစ်နေတာကတော့တကယ်ကိုစိတ်ထိခိုက်စရာပါ။ဒါဆိုရင်2050ခုနှစ်မှာမြမနိုင်ငံရဲ့ပညာရေးကဘယ်လိုတွေပြောင်းလဲလာမလဲ။အနာဂတ်ကျောင်းတွေမှာတော့ AI based tutor တွေကတဦးချင်းအလိုက်သင်ကြားပေးနိုင်ပါတယ်။ Virtual reality နဲ့ metaverse ဆိုတဲ့အစ်စ်မြင် AI နည်းပညာတွေကိုအသုံးပြုပြီးတော့မှသင်ခန်းစာတွေကိုစိတ်ဝင်စားဖွယ်လွယ်ကူစွာလေ့လာမှတ်သားနိုင်ကြမှာပါ။ science နဲ့ geography တို့ရဲ့လေ့လာမှုအရအာကာသတဲ့အထိဘာဇိုရဲ့ဂျိုးကအထိတက်ရောက်လေ့လာနိုင်ကြမယ်လို့ဆိုထားပါတယ်။ပညာရေးကအမှတ်နဲ့တွက်ရှက်တဲ့စနစ်မဟုတ်တော့ဘဲနဲ့ learning portfolio based system ကိုအသုံးပြုပြီးတော့ creativity, collaboration နဲ့ communication ဆိုတဲ့စွမ်းရည်တွေကိုအရှိခံတဲ့စနစ်ဖြစ်လာမှာပါ။ဒါအပြင်ဘဝတစ်လျှောက်လုံးသင်ကြားပေးနိုင်တဲ့ lifelong learning ဆိုတဲ့စနစ်ကလည်းမြန်မာပညာရေးမှာအရှိန်ချလာမှာပါ။ဒါပေမဲ့ဒီအရာတွေအားလုံးကတနည်းနဲ့မှဖြစ်လာမှာတော့မဟုတ်ပါဘူး။ ကဲပြောင်းလဲဖို့အတွက်ဘာတွေလိုအပ်ပါသလဲပညာရေးစနစ်ကြီးတခုလုံးပြောင်းလဲဖို့ဆိုတာကဆရာတယောက်တည်းနဲ့လှုပ်ဆောင်လို့မရပါဘူးအစိုးရအကြီးအကဲတွေမိဘအဖွဲ့အစည်းတွေတက္ကသိုလ်တွေနီးပညာကုမ္ပဏီတွေအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမှာပါကျောင်းစီအတွေကိုလည်းသူတို့ရဲ့လောက်တဲ့အတွေ့အကြုံအလိုက်တာမကသူတို့ရဲ့အရေးအရှင်အလိုက်လည်းအသိမှတ်ပြုပေးဖို့တင် जा မှုနေစနစ်တွေကိုလည်းပဲလိုက်လျောညွှန်တွေမှုဖြစ်အောင်ပြုလုပ်ပေးဖို့အင်တာနက်အရင်းမြစ်ကိုတနိုင်ငံလုံးကိုပေးဆွနိုင်ဖို့အရေးကြီးပါတယ်။ကျောင်းသားတွေကိုစာမေးပွဲအောင်ဖို့ပဲတင် जा ပေးနိုင်မယ်ဆိုရင်တော့ လက်တွေ့ဘဝမှာဘယ်လိုနေထိုင်ရမလဲဆိုတာမသိတဲ့လူငယ်တွေပဲများလာမှာပါ။ဒါကြောင့်အနာဂတ်ကိုပြောင်းလဲဖို့အတွက်ဆိုရင်ဒီနေ့မှာပဲစတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်တိုးတက်မှုကပညာရေးစနစ်ပေါ်မှာအများကြီးမူတည်နေပါတယ်။ယခုကြီးရှုနေတဲ့သူကရောចောင်းသားတယောက်လား၊ဆရာလား၊ဒါမှမဟုတ်မိပါလား။ဘာပဲဖြစ်ဖြစ်သင်ကပြောင်းလဲမှုတစ်ခုရဲ့အစဖြစ်နိုင်ပါတယ်။ ယနေ့ရဲ့ဆုံးဖြတ်ချက်က2050ရဲ့ပညာရေးကိုတတ်မှတ်ပေးမယ်ဆိုရင်ကျမတို့ရဲ့လှုပ်ရှားမှုတစ်ခုကအနာဂတ်ပညာရေးစနစ်ကိုကောင်းစွာထောက်ပံ့ပေးနိုင်မှာပါ။ပညာရေးဆိုတာကအသိဉာဏ်ဖို့ပဲမဟုတ်ပါဘူးလက်တွေ့အသုံးချချက်ဖို့ကြားလဲဖို့နဲ့ဗန်းနိုင်တစ်ခုစီကိုရှင်းကပ်တက်ဖို့ပါပဲတင်တဦးရဲစတင်ရမယ်လို့မထင်လိုက်ပါနဲ့တင်ကအနာဂတ်လူငယ်တွေအတွက်လှုပ်ရှားသူတက်ဦးဖြစ်နေမှာပါဒီကြားရလေးနဲ့ပတ်သက်ပြီးတော့မှလူချင်းမင်းတို့ရဲ့အမြင်ကိုလည်းပဲ comment လေးမှာပြောသွားခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်